ဖြစ်သွားတာကဒီလိုအမြန်လိုင်းရေမီးပေါ့နော်ရေမီးတို့กินလဲ့တယ်ပေါ့กินလဲ့တယ်ကျွန်တော်တင်တင်နေပြဒီအမြန်လိုင်းမှာပေါ့နော်ဟိုဟာဖြစ်နေတယ်ဖျဲသီးတော့ရှိနေပြီဟုတ်တာပါဖျဲသီးကဘလို့ရှိနေလဲဆိုတော့အမြန်လိုင်းရေမီးကြီးရဲ့ကားကိုပြစ်တာဗျပြစ်တာကြီးဖောက်ထွက်တာတို့ပါလို့ရှိတယ်ဟိုအဝေးကနေ အဲ့လို RPG လိုပုံစံမျိုးနဲ့ဖြစ်တာလည်းရှိတယ်ဒီသတင်းကအမှန်ပါခင်ဗျအမြန်လန်းရေးမင်းကလက်လေးလုံးပေါ့နော်လက်ဒီလိုလက်လေးလုံးလေးလက်မလောက်ပေါ့နည်းနည်းလေးပဲလေးလက်မလောက်ပဲကွာသွားတယ်နော်အဲ့တော့ကျတော့ဒီအမြန်လန်းဖြစ်စဉ်ကတော့ဟိုတကယ်တမ်းကြားလို့ရှိရင်အရင်ရှက်ဖို့ကောင်းတယ်နော်အမြန်လမ်းရဲမင်းရဲ့ကောင်ကိုပြစ်ခံရတာရှက်ဖို့ကောင်းတယ်နော်မယုံရင်သွားမေးကြည့် လောလောအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နော်သုံးဆန်အတိုင်းပဲဗီဒီယိုဖိုင်အပိုင်းအစားလေးတွေကိုပြန်ကြည့်ရမှာဖြစ်ပါလေပထမအဆုံးကြည့်ရမယ့်ဗီဒီယိုဖိုင်ကတော့နော်ဒီမှာပပကျောက်ချီပန်းနေတဲ့အကြောင်းကိုပဲအရင်ဆုံးနားထောင်ကြည့်ကြအောင်နားထောင်ကြည့်ကြအောင်စစ်ကောင်းဆောင်ရည်ဒီမှာဘန်ကငါးလုံးအခိုင်မှာစောင့်တော့ပြီးစီးနေပြီးစီယုံကျုပ်အနီးမှာပါလက်နဲ့စီတန်ကြက်ကရင်းတွေပါတိုးချဲ့ပြီး ခံစစ်အတွက်အထူးပြင်ဆင်နေတယ်လို့သိရပါတယ်။အရင်ကစစ်ကောင်းဆောင်အိမ်မှာလုံခြုံရေးတပ်ရင်းတပ်ဖွဲ့ပဲရှိတာ။အခုကဘန်ဂါရီပါစောက်ထားတယ်။သူ့အိမ်ပတ်ချလဲမှာပဲဘန်ဂါရီစောက်ထားတာ။သူ့ကိုပြန်ဝိုင်းတိုက်မှစိုးလို့ထင်ပါတယ်လို့တက်တွင်တွင်တွေကိုစုံစမ်းပေါ်ပြနေတဲ့ CDN စစ်သားဖူကြီးစင်ယောက ER Times ကိုပြောပါရယ်။အရင်ကစစ်ကောင်းဆောင်ရဲ့နေအတွက်လုံခြုံရေးတပ်ရင်းတစ်ခုသာထားရှိထားပြီး အခုနေပတ်လည်မှာဘန်းသားတွေကိုပါစောင့်လုပ်ပြီးလုံခြုံရေးတူညင်အင်အားတိုးချဲ့ထားတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းတွင်းကစီယုံကျုပ်အတွက်လုံခြုံရေးလို့ဆိုပြီးအမှတ်6စစ်စင်ရေးကုကဲမှုဌာနချုပ်စကခခ6အတွင်းကိုလက်နက်ကြီးတွေတပ်ဆင်ပြီးစက်တွေရေးတူမြောင်းတွေတူးကဂျမ်းမာစက်ကြီးတွေပါအထိုင်ချထားတယ်လို့သိရပါဗျ။မြို့သားညီညွတ်ဆိုရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဦးရင်မိုဟာပြီးခဲ့တဲ့မတ်လ10ရက်ကပြုလုပ်တဲ့ တောင်းလိန်တက်ဖွဲ့တွေရဲ့တက်မှုတင်နန်းစင်ပွဲတစ်ခုမှာတည်သူကာကွယ်ရေးတက်ဖွဲ့နဲ့မဟာမိတ်တောင်းလိန်အဖွဲ့တွေလက်တွဲပါဝင်တဲ့အထွေထွေထိုးစစ်ကြီးတယောက်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲကြပြီးဆရာနာသိမ့်မှုကိုအဆုံးသတ်မယ်လို့ထည့်သွင်းပြောဆိုထားပါတယ်။နော်ပေါ်မာရီခဏခဏပြောကြတယ်နော်ခင်ဗျားတို့တော်ထိုင်ရေးအောင်မြင်တလားမအောင်မြင်ဘူးလားအဲ့လိုသူတို့ခဏခဏမေးကြတယ်နော် ကျွန်တော်တို့တော်ထိုင်ရေးအောင်မြင်တရားမအောင်မြင်ဘူးလားဆိုတာကတော့နော်အခုမင်းအောင်တိုင်းနေပြည်တော်မှာကြောက်ချီပန်းနေပြီဆိုတဲ့အကြောင်းကိုပဲနော်ဘောမာလေးကိုပြောချင်တယ် Okay ဘောမာစောပုန်ခင်းရဲ့ဗီဒီယိုဖိုင်ကိုပဲဆက်ကြည့်ကြည့်အောင်နော်ဆက်ကြည့်ကြည့်အောင်ဒီနေ့အမြန်လမ်းဖြစ်စဉ်ကအမှန်ပါနော် စတနာကြီးခွဲနေစက်နှစ်နာရီလောက်ကြာမှာဖြစ်စဉ်ဖြစ်သွားတယ်ဖြစ်သွားတာကဒီလိုအမြန်လမ်းရေမီးပေါ့နော်ရေမီးတို့กินလဲ့တယ်ပေါ့กินလဲ့တယ်ကျွန်တော်တင်တင်နေပြဒီအမြန်လမ်းမှာပေါ့နော်ဟိုဟာဖြစ်နေတယ်ဖြည်းသီးတော့ရှိနေပြီဟုတ်တာပါဖြည်းသီးကဘယ်လိုရှိနေလဲဆိုတော့ အမြန်လန်းရဲမင်းကြီးရဲ့ကားကိုပြစ်တာဗျပြစ်တာကြီပေါက်ထွက်တာလို့ပါလို့ရှိတယ်ဟိုအဝေးကနေအဲ့လို RPG လိုပုံစံမျိုးနဲ့ဖြစ်တာလည်းရှိတယ်ဒီတရင်ကအမှန်ပါခင်ဗျအမြန်လန်းရဲမင်းကလက်လေးလုံးပေါ့နော်လက်ဒီလိုလက်လေးလုံးလေးလက်မလောက်ပေါ့နည်းနည်းလေးပဲလေးလက်မလောက်ပဲကွာသွားတယ်အမြန်လမ်းရင်းမီတော်တော်ကန်ကောင်းသွားတယ်။နောက်တော့ဒါသတင်းအမှန်ပါ။အဲဒါနော်ဒီတဲ့ချင်းကန်ကောင်းရင်နောက်တဲ့ချင်းပေါ့။နောက်တဲ့ချင်းပေါ့ကွာ။သူ့ကြသေးတာပေါ့။ ကျွန်တော်တရင်ကကျွန်တော်ဒီလိုမျိုးပြောရဲတယ်ဆိုတော့ကွာတရင်မှန်နေမားတယ်ဆိုတာဒါတော့ဆိုရင်ခင်ဗျားတို့သဘောပေါက်ပါပါเนาะအမြန်တမ်းရင်းပြီးနာမည်တော့မပြောတော့နာမည်နှလုံးနဲ့ခြားသာပရိသားပဲเนาะသူလည်းဦးမဲအောင်လိုက်နဲ့နာမည်ခက်စင်စင်ပဲဦးအောင်ဆိုင်နောက်ကတလုံးနာကောက်ထဲလိုက်เนาะเนาะနောက်ကတလုံးနာကောက်ထဲလိုက်အဲ့တော့ဆိုရင်ခင်ဗျားတို့သဘောပေါက်တယ်ကျွန်တော်အတိတ်စင်းပြေးလိုက်တာဦးမဲအောင်လိုက်နဲ့ကာကြုတ်ကြီးဦးမဲအောင်လိုက်နဲ့ နာမည်ကခက်စင်စင်ပဲနောက်ကတလုံးထည့်လိုက်ရင်ကွက်တီပဲနော်အဲ့တော့ကျတော့ဟိုအမြလန်းရေမင်းကြီးကကံကောင်းတယ်ဒါပေမဲ့ဖေးသီးတွေရှိနေပုံပေါ်တယ်အမြလန်းရေမင်းကြီးဒီလမ်းပေါ်အမြလန်းရေမင်းကြီးကတော့တကယ်ချီးကျူးဖို့ကောင်းတယ်တကယ်အလုပ်လုပ်တယ်လို့ခေါ်ရမှာပေါ့နော်သူသူဒီလမ်းကြောင်းပေါ်မှာအလိုစီလမ်းကြောင်းပေါ်မှာသူကပြည်သူလူထုတွေအေးချမ်းစွာတွာလာနိုင်ရေးအတွက်ကိုအမြလန်းရေမင်းကြီးက အမြန်လမ်းရေကင်းနေကိုကင်းပစစ်နေတဲ့အချိန်မှာဖြစ်တာဖြစ်တာဖြစ်တဲ့ကားောက်လည်းပြစ်ခံရတယ်ချောင်းမြောင်းပြီးတော့ကားပြစ်ခံရတယ်ဂျီဒန်ရတန်ချက်တွေရှိတယ်အမြန်လမ်းရေမင်းကြီးကလက်လက်မလေးလက်မလောက်ပဲကွာသွားတယ်ပေါ့နော်ကန်ကောင်းလို့ပေါ့နော်အဲ့လိုဖြစ်သွားတယ်အသက်အန္တရာယ်ဘေးကနေပြီးတော့မှ กินหลดตัวดิอเมียนลั้นเยมิงยออเมียนลั้นเยมิงเยอမျိုးตมิยออ่ะอะยันตบอดาจี้ดิอะยันพยาเตียกันชายดิอ่าเนาะကျွန်တော်စောက်ကယူပေါ်မဆိုင်ဘူးအဲ့ဒါပြန်အာအမားတော့ခရစ်ယာန်ဖြစ်မယ် ਨੇ ထင်တယ်เนาะအမားတော့ခရစ်ယာန်ဖြစ်မှာပေါ့ဒါအားလုံးသိကြပါဒါအမှန်တရားတော့ကျွန်တော်ပြောရမှာပဲလीအမားတော့ခရစ်တိုင်းသူဖြစ်မယ် ਨੇ ထင်တယ်အဲ့တော့အမားဘက်ကတော့ဘုရားသခင်ကောင်းကြီးပေးတယ်ဒီဘက်ကတော့ဗုဒ္ဓရဲ့မြတ်စွာဘုရား အမြန်တမ်းရဲမင်းကြီးကိုစောင့်ရှောက်တယ်သူတပည့်တွေကိုအားလုံးစောင့်ရှောက်တယ်ဒိုက်ပွဲကနာယီဝက်လောက်အပြန်လန်ဖြစ်ကြပြီးတော့မှဆုတ်ခွာသွားတယ်ဒါပေမဲ့ဒါနဲ့ပတ်သက်ပြီးတော့တုံးသက်ရမယ်ဝေပန်ရမယ်ဆိုရင်อืมရုပ်ဆမ်းပါဒီလဘကတိုင်းဘူးပေါ့နော်ဘုဂျိုချိုကိုတိုက်ကိုတစ်ချက်တော့ပြောခြင်းတယ်ဒီနှရိုးကြီးပေါ့နော်ပြင်စီလန်းတွေကိုမတိတာလား ဒီကောင်တွေအများကြီးစကြေးကောင်းနေတယ်ဒီစကြေးကောင်းတဲ့ပတ်စံနဲ့ပဲပြည်သူလူထုရဲ့ကားကြီးကားငယ်ကားသေးတွေကိုစကြေးကောင်းနေတဲ့နေရာတွေရှိတယ်အဲ့ဒီနေရာတွေကိုတက်မတော်အနေနဲ့ဒီအမြန်လမ်းကိုတက်ဖို့အတွက်ကိုနော်လုံချုံရေးရတော့လုံချုံရေးရတော့လောကအဲ့လိုမျိုးမဆိုးမနိုင်ဘူးလားအဲမင်းပါမရနော်ဒီအမြန်လမ်းကိုတက်တယ်တက်တယ်တက်တက်လှုပ်တယ်ဆိုတာကဒါကကောင်းတဲ့ပုံရိပ်တော့မဟုတ်ဘူးပေါ့ဗျာ တိုင်းပြည်အတွက်နိုင်ငံအတွက်ပေါ့နော်တော့အမြန်လမ်းမှာသွားနေတဲ့ပြည်သူလူထုတွေအတွက်နော်ကောင်းတဲ့ပုံရိပ်တော့မဟုတ်ဘူးကိုကိုတိုင်းလေးရင်နဲ့သွားတာနော်လေးရင်နဲ့သွားတာကြောက်လို့အောင်မဆိုးမနိုင်ဘူးလားနော်လဘကတိုင်းဘူးအနေနဲ့လဘကတိုင်းဘူးတယောက်အနေနဲ့ဒီလိုအားနေတဲ့အာသာချက်တွေကိုသိရှိပါရဲ့တန်းနဲ့ဘာလို့မလုပ်နိုင်တာလဲမင်းပါမရတော့ဘူးလေ လူရင်အားလိုလားလက်နက်ရင်အားလိုလားအဲ့ဒါတွေကိုလည်းအထက်ရာရှိတွေကိုတင်ပြပြီးတော့မှနော်ဟိုအထက်အကြီးအကဲတွေကိုတင်ပြပြီးတော့မှ လုပ်စီခြင်းပါလေခင်ဗျအင်းနော်ကြောက်နေပြီယာရူအရှင်ဟွာတွေဆိုတာကအချိုးချောင်းအချိုးချောင်းတရားတွေကြောင့်ရလာတာကိုအင်းတန်ဖိုးရှိရှိအသုံးချစီခြင်းပါလေဗျအင်းဘာလို့လဲကိုကိုတိုင်းကလည်းစူးစမ်းစီခြင်းပါလေနော်ကိုကိုတိုင်းက အီယိုအီယိုနဲ့နေနေမယ်ဆိုရင်တော့အဆင်မပြေဘူးအဆင်မပြေဘူးဘာဖြစ်လို့အမြန်လန်းကအဲ့နှစ်ချောင်းနေ့တို့နော်အဲ့နှစ်ချောင်းနေ့တို့အခုအ38တို့နော်ခဏခဏဖြစ်နေတာခဏခဏဖြစ်နေတာကအဲ့လုံကြုံရေးတွေမရှိတော့လာနော်အခုဆိုပြည်သူလူထုကခရီးသွားမယ်ဆိုကျွန်တော်တို့လို့စပီကာတွေသတင်းသမားတွေကိုမေးပြီးလေမီဒီယာသမားတွေကိုအာသတင်းသွားရမှာဟို ဟိုလုံကြုံမမလားအမြန်လမ်းပေါ်ကဘာညာဖြစ်ပြီဆိုရင်လေဟိုကနော်ဘောမရီစခွေရီကနဲ့လောရင်တော့ပြည်သူအလုံးလုံးချုံတယ်သူတို့ဘာမှလုံမှာမဟုတ်ဘူးဒါမဲ့နော်ခမည်းတော်လို့ဘောမနဲ့စခွေရဲခွေဆိုတော့ဥကြီးချတ်ချတ်တတိသားနော်သမင်းဝအောင်စားသားကြပါနော်အဲ့ဒါအဆင်မပြေတော့ဘူးလေအင်္ဂါတို့လည်းအမြန်လမ်းပေါ်မှာရဲတွေထားတာပဲလို့ဘာလို့အမရဘူးမြောက်ဒီလမ်းကိုဒီ3တိရှိ နော်318 319 320 321မိုင်ဆိုတာအဲ့ဒီကြားထဲမှာဒီတရားရဲခင်တရားတွေလည်းရှိတယ်။อืมရဲခင်တရားတွေလည်းရှိတယ်။နော်ရှုတော်မျိုးစုံအောင်ဆိုရင်အခုလဘကတိုင်းဆိုရင်ဘယ်နေရာမှာဖြစ်နေလဲလဘကတိုင်းဆိုရင်မရေယာပဲပဲအများဆုံးဖြစ်တာပြင်ဦးလွင်မအောင်မှာဗိုလ်ချုပ်စိုးမြတ်ထုတ်ကိုယ်တိုင်းနော်အောင်မြေတို့အဲ့မှာတိုက်အောင်လို့ ਨੇ ပေါင်းပြီးချနေသေးတယ်ဒီဘက်မှာလဘကကဒီအခုမရေယာတို့ဘာတို့လောက်မှာပဲ ဖြစ်နေတယ်အခုမြင်းကြံတို့နှထိုးကြီးတို့တောင်သာတို့အခုငတရောက်တို့เนาะအတချို့ရဲတွေလည်း KDB တွေပါရောသွားတတ်တယ်အရင်မူးကြီးကလည်း KDB တွေပါတော့သွားတတ်တယ်ချာချာเนาะအခုငတရောက်တို့ပါတော့လှုပ်သွားပြီလှုပ်နေပြီဟိုမှာချတွဲနေပြီเนาะငတရောက်ဆိုအမြဲတမ်းဟိုဟာဟိုဟာကျွန်တော်ရှင်မှာအကုန်လုံးရှိတယ်ကျွန်တော်ဓာတ်တွေအကုန်ဖတ်မပြချင်းလို့เนาะတရင်ပေးတဲ့လူကပေးနေတာเนาะအဲ့တော့ကျတော့ဟိုကိုရင်ရှင်ကိုတည်စီခြင်းပါတယ်ဗျာဟာပါတာပါเนาะ နော်သူပြောတာသူတို့အရေးအရာရှိက KTV ကတော့သွားတတ်တယ်ဘာလို့လဲကိုကြီးချင်းကိုတည်တည်ချင်ရတာလဲလို့အဲ့လိုပြောလေဆိုလို့ရှိရင်အဲ့လိုတိုင်းဘူဟာတွေပေါ့ကသတာမူတွေဒီညိကိုကြီးတွေဒူးချုပ်ကြီးတွေရာလဲဒီလိုအမြန်လမ်းပေါ်တွေကိုဒီလိုအချိန်ချင်းကာကာဖြစ်ပြီဆိုရင်อืมဖြစ်တင်လာမဖြစ်တင်ဘူးလားဆိုတော့ ်ကိုလို့စဉ်းစားသိမိလို့ထင်တာပဲနော်ကျွန်တော်ကဒါကဘာလို့မျက်နှာမှမကြည့်ဘူးနော်ဒါပြည်သူတွေအတွက်ကိုကျွန်တော်ကပြောတာနော်အမြန်လန်းဆိုတာကအဘဦးတန်းရွှေကြီးအကောင်းဆုံးစောက်တည်သွားတဲ့လမ်းပေါ်မှာရဲခင်းတွေနော်စစ်တပ်တွေလားအမှလုံခြုံရေးတွေလားအမှချထားတဲ့တလန်းလုံးပေါ့နော်ဟိုးရန်ကုန်ကနေပြီးတော့မန္တလေးထိကိုအဲ့ဒီကြားထဲမှာမှအမြန်လန်းလှုပ်ခံနေရတာကဒီနထိုးကြီးနဲ့ပြင်စီပေါ့နော်ဒီအခု3-8ဆိုရင်ဒီတစ်ချိန်ရောဆိုတာနှစ်ခါဖြစ်သွားပြီပေါ့ နော်ဒါ3ဒစ်စ်3ဒစ်ကိုရှောင်းမပြောနဲ့3ဒစ်စ်3ဒစ်ကို320 321မိုင်အဲဆိုတာဒါကဒါနီးနီးလေးမှာပဲရှိနေကြတာနော်ဒါနှစ်ချိန်နှစ်ခါမြောက်ဖြစ်သွားပြီနရွက်ကိုတရွေးဆိုတာမဟုတ်ဘူးဖင်ပါလာကြိတ်တော်မှာဟိုကနော်အဲ့တော့ကျတော့ကိုကနေကိုတော့စဉ်းစားကြပေါ့ဗျာကိုအောက်ကလုံချုံရေးတွေကကိုခိုင်းထားတဲ့ကောင်တွေကကိုကိုလိန်နေရလားညာနေရလားနော်ကိုကိုယ်တိုင်အလုံးမလို့ပဲနဲ့မိမ့်မိနေတာလားဒါမှမဟုတ်လိုအပ်ချက်တွေကိုနိုင်ငံ တမရောကဝေဦးစည်းကျုံနဲ့တမရောဒူကျုံနဲ့ညှိကိုကြီးကိုမတင်ပြရဲတာလား။အင်း။တော့ဒါကတော့တဲ့ပဲပြောတာ။ဟုတ်တဲ့ပဲ။တော့မကျေနပ်လဲရတယ်ဘာမှမဖြစ်ဘူး။နော်။မကျေနပ်လဲရတယ်ဆိုတော့ရှင်းမှာဖြစ်စဉ်ဖြစ်သွားပြီးပြီ။ကျွန်တော်ဘာမှပြဿနာလာမရှာနဲ့။နော်ဖြစ်စဉ်ဖြစ်နေတယ်။နော်။အခုကမှဟိုမှာအခုစကြောရေးမှာရှိတဲ့နော်1 to 1တောက်ဖို့တိုင်မှုအကောင်နိုင်သေးတို့ဘာလို့လားအဲ့မှာတာဝန်ပေးကြည့်လိုက်ပါလား။ဟဲ့။ဟဲ့အောင်နိုင်သေးအဲ့အိုင်လန်ကိုမင်းငြိမ်းအောင်ထိန်းတာလို့ပြောကြည့်လိုက်။ဂျင်းသေးတာနော်။ နော်အကြံပေးတဲ့ခိုင်တောင်းချမ်းသူအခု PDF တက်လာလို့တက်လာဖို့မပြောနဲ့စောက်တန်တော်ခြီးတော်ပေါက်လို့မရဘူးဖြစ်သွားမယ်နော်ကသရာဘူးအခုဖြစ်သွားတဲ့ဗိုလ်ချုပ်ကိုကိုဦးလာဘကတိုင်းဦးလုံးကလေးမျက်နှာစစ်တောင်းမှုကိုအောင်နိုင်သေးတို့နော်ထိန်းလာခဲ့တာမန္တလေးကိုအခုကိုအောင်နိုင်သေးတို့လည်းမရှိတော့မန္တလေးမှာပြည်သူစစ်တွေနဲ့ရဲရီနဲ့အတက်အတီးနဲ့ဘာတွေဖြစ်လို့ဖြစ်မှမသိဘူးเนาะခရင်းနေရာချားလို့လည်းမကောင်းဘူးအတကယ်ရုပ်ပြက်ရှင်ပြက်တွေဖြစ်နေအဲ့အရာတွေကိုနိုင်လားဆိုလည်းမနိုင်ဘူး ော်မနိုင်ဘူးမရှင်းပြနိုင်ဘူးပြီးတော့ကိုအောင်နိုင်တွေကအရင်တော့ပြည်သူစစ်ကိုကာဝယ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့အခုကိုအောင်နိုင်တွေကိုဝိုင်းတွေ့ကြတာဝိုင်းတွေ့ကြတာနော်ပြည်သူစစ်ကိုရေးရဖမ်းသွားပြီဆိုကိုအောင်နိုင်တွေကပြောတယ်လှုပ်ပေးတယ်ဟောဒီအချင်းနေအချင်းကာလာမျိုးမှာဒါတွေမဖြစ်သင့်ပါဘူးမဖြစ်တတ်ပါဘူးနော်ဟိုအချင်းချင်းတွေဘာညာဆိုပြီးတော့ကိုကနော်ရှင်လေးလျှောက်တာပြားလဲဆွဲတာလှုပ်တဲ့လူတကယ်တန်ဖိုးရှိတဲ့လူကိုကြတော့အခုစစ်ကြောရေးထဲမှာထားထားတယ်အဲနော်ဘာဖြစ်လို့လဲဆိုတော့နော် အဲ့ကောင်ကမင်းအောင်ဆိုင်အတော့အန်တရရှိတယ်လေငါပုံရဒီကြောရင်မှာထားပြီးတော့မှနော်ကွန်နိုင်တွေလှုပ်လာတဲ့မှတ်တမ်းတွေအများကြီးနော်မန္တလေးမြို့နော်ငင်းချမ်းအောင်အခုသူတို့ပဲလှုပ်လာခဲ့တာလာဘကတိုင်းမှုကစားတာမှုထွက်သွားလို့လှုပ်လာခဲ့တာအခုကျတော့ကွန်နိုင်တွေဝိုင်းပြီးတော့ညစ်ပတ်ကြတာနော်ဖဲတိုးတက်မလဲဖဲတင်းငိမ့်မလဲမချင်းချင်းမှမနာလို့တော့မဖေးမတာမကူညီကြတာဘူဝါတော့အောက်တစ်ခုမှကြာချုံးနေကြတာဟုတ်နော်မြေဝင်အဲ့ကွန်နိုင်တွေ ထုတ်ပြီးတော့မှအဲ့နှထိုးကြီးပြင်စီလန်းကိုအမှထိန်ခိုင်းကြည့်လိုက်။อืมเนาะအကြမ်းမဲ့လက်နဲ့ကန်တောင်းကျန်သူတပုံလား။ချီးတွင်နေကလောက်တော့ဖြစ်သွားအောင်လေ။เนาะဟိုကကောင်းကောင်းချိန်မှာ။ဟုတ်တယ်မလား။တိုင်းပြည်မှာလူဝတ်နေတဲ့နေသားတွေကအဲ့ဒါတွေရှိတယ်။อืมเนาะအဲ့တော့ကြတော့ဒီအမြန်တမ်းဖြစ်စဉ်ကတော့ဟိုတကယ်တမ်းကြားလို့ရှိရင်ရရှက်ဖို့ကောင်းတယ်เนาะအမြန်လမ်းရဲမင်းရဲ့ကောင်ကိုပြစ်ခံရတယ်ရရှက်ဖို့ကောင်းတယ်เนาะမယုံရင်သွားမေးကြည့်မဟုတ်ဘူးဆိုလာဖမ်း နော်မဟုတ်ဘူးသူလဖမ်းလိုက်အဇောဘုံကအခုကျော်စိုးတို့ဘာလို့လဲပြောကြတာပဲအဇောဘုံပြောတာဒီကောင်သတင်းနေမာပြီးချက်ပြောနေဆိုလဖမ်းလိုက်နော်ဟုတ်လားမဟုတ်လားလဖမ်းလိုက်မှမေးတော့တေချာမေးလေးလက်မလေးလက်မတော့ပဲလိုတယ်ကံကောင်းလို့ကံတီလို့နောက်တစ်ချိန်နော်ကံတီလို့မသိတာနော်အဲ့တော့အမြန်တမ်းပြည့်စင်ရမှန်ပါတယ်အခုလေဟုတ်ပါကျွန်တော်တို့ညှိလို့မရအောင် မိုင်းတရားကျွန်တော်တို့အခုစစ်ဖြစ်နေတဲ့နေရာမှာအဲဒီမှာရှိတယ်ဒီမှာကျွန်တော်ပြမယ်ကျွန်တော်သတင်းပေးရတာရှိတယ်ကျူးမျိုးနေတဲ့မိုင်းတရားပတ်လည်မှာတဲ့ငပွေးပီရီယက်တွေတက်လာပြီလို့တဲ့ပတ်တဲ့ပီရီယက်နဲ့ပတ်သက်တယ်တဲ့သူတို့စီကိုတဲ့အိမ်မေးကြည့်တာတဲ့ အမြန်လန်းကိုဖျက်တော့ကြမယ်တဲ့ညောင်လေးပင်အမြန်လန်းဘက်တက်လာကုန်ပြီတဲ့ဒါဆိုရင်ကြောက်တကားမျိုးနဲ့ပဲနယ်ကုန်မျိုးနဲ့ကြောက်ကြီးမျိုးနဲ့တဲ့ကပီရီရဲ့ငပွေးတွေရဲ့ရီမန်းချက်ကအမြန်လန်းကိုဖျက်ဖို့ပဲတဲ့နော်သူတို့ရေးထားတာတော့ဒီမှာတရားမိုင်ပတ်ချလေဘယ်မျိုးနဲ့လဲအကုန်လို့မေးလိုက်တော့ဖြူးနာလေတဲ့ဩတောင်ငူကိုတိုက်မယ်လို့ထင်တယ်နော်တဲ့အင်းနဲ့အမြန်လန်းကိုဖျက်တော့တော့မယ်ထင်တယ်တဲ့နော်ဒါပဲဒါပဲအဲအဲ့ဒါအဲ့ဒါနော်အမြန်လန်းအဲ့နည်းနည်းသတိသတိထားရမယ် နော်အမြင်လောက်ဒီကောင်တွေတက်တက်ပြီးတော့အဲ့လိုလှုပ်နေတယ်ဆိုတော့တခုလို့ရှိတာပေါ့တချို့သောနေရာတွေဒီအမြန်လမ်းကိုတက်လာတဲ့အရာကိုထိချုံနိုင်ဖို့လိုလိမ့်မယ်တချို့သောနေရာတွေကတော့အကြမ်းဖက်တဲ့နိုင်ငံကောင်းကျန်းသူတပုံကလည်းဆံမိုးဝဲတွေပြီးရင်တို့ကတိုက်မယ်ပေါ့ဗျာလာမယ်အခုဒီဂျွန်လာတည့်ရက်နေ့ဆိုပြီးတော့မှကျွန်တော်တို့တက်မတော်အနေနဲ့ကဒီ MND ကိုကန့်နေကို ဆုပ်ဖို့ပေးထားတယ်။အဲဒီလာချိုးကနေပြီးတော့ဆုပ်ဖို့ပေးထားတယ်။ဒါပေမဲ့ဒီ MND ကိုကန့်ပဲဖြစ်ဖြစ် DNN တွေပဲဖြစ်ဖြစ်ဒီကောင်တွေမှာလူဝင်အားကြီးနေသွားတယ်လက်နက်ခဲယံကြီးနေသွားတယ်ရိတ်ခါကြီးနေသွားတဲ့အတွက်သူတို့ကဒီဟိုင်ကင်ဟိုင်ကင်ဟိုင်ကင်စာချုပ်စုတဲ့ဥစ္စာကိုပဲပြောတယ်ဒါ ਉਹ လဲနိုင်ငံတော်အကြီးအကဲတွေတပ်မတော်ကာကွယ်ဦးစီးချုပ်တွေဒုချုပ်ကြီးတွေเนาะလူကြီးကကျွန်တော်တို့တဲ့အများကြီးသိတာပေါ့ကျွန်တော်တို့က တခုတည်းလူကြီးကအစတပေါင်းတည်းဒါပေမဲ့ဒီတပုတ်ဖျားမှာမဟုတ်တာနော်မင်းတော်ဆိုင်ပါမှမတိလို့အခုတိုင်ပတ်နေတာလေသူနေကအမြဲတမ်းကျွန်တော်တို့ရဲ့နော်ဥစ္စာကိုအဲ့လိုအပြစ်ကရက်လိုက်တာမျိုးတို့ပုံစံမျိုးတွေသူတို့လှုပ်ပြီးတော့မှအခုသူတို့တိုက်မဲ့နေရာကနှစ်နေရာရှိတယ်လာချိုးမှာ MND ကိုကန်းကအခုလူသစ်စုနေတယ် ဒီအနန္တလေလူတည်စုနေတယ်။စားနေရိတ်ကနဲ့လက်နဲ့တည်းသူတို့စုနေတယ်။သူတို့ကစုပြီးဘယ်ကိုတိုက်မလဲဆိုနံပါတ်1ကမိုင်းရဲကိုတိုက်မယ်။နော်မိုင်းရဲကိုတိုက်မယ်။မိုင်းရဲကိုမတိုက်ရင်နံပါတ်2ကပြင်ဦးလင်ကိုတိုက်မယ်ဆိုတဲ့တဲ့ရင်ကအခုထွက်နေပြီ။အဲတတိယကနော်အခုသူတို့အားမွေးနေတယ်အရှိန်ယူနေတယ်ကျွန်တော်ပြောတာယုံကြည်မယုံမယုံကြည်နေမယုံဘူးဆိုရင်မနဲ့ပြန်ကျွန်တော်အတန်ဖိုင်နေတော့ကကျွန်တော် အခုလူကြီးတွေစီကိုရောက်အောင်လဲကျွန်တော်ပို့ထားပြီးပြီ။ဟောမဲတဲ့။နော်အဲ့ဒီအသံပိုင်းနေပို့ပြီး၂ရက်၃ရက်လောက်အကြာကြာရင်တော့ကျွန်တော် line ပေါ်မှာတရားဝင်ဓာတ်တွေကိုကျွန်တော်ပြောရလိမ့်မယ်။အဲ့အသံပိုင်းကိုကျွန်တော်ဖွင့်ပြရလိမ့်မယ်။ဒီ30 20ခုမတိုက်ခင်တော့ကလည်းဒီလိုပဲ။အတို့အခုလိုမျိုးပဲဟိုင်းကင်းစာချုပ်ဟိုင်းကင်းစာချုပ်ဆိုပြီးတော့တိုက်လာတာတောင်ခန်းကိုတိုက်တာတို့မရအောင်။အခုတို့တိုက်ဖို့ကမိုင်းရုံမတိုက်ရင်ပြင်ဦးလို့တို့တိုက်လိမ့်မယ်။ဒီတော့မိုးပြဲတစ်ခုတော့မကောင်းဘူး။မိုးပြဲမှာတော့သူချကိုချချနေတယ်။ဒါပေမဲ့ အကြဆုံးကတော့နှစ်ဖက်လုံးမှရှိပုံရတယ်ဒါပေမဲ့ကိုယ့်ဘက်ကပို့ပြီးတော့မှကြဆုံးမှုရှိနေတယ်ဆိုတော့အတန်လေးကျွန်တော်ကြားနေရတာရှိရပါတော့ဒါကတော့စစ်တိုက်တာဆိုတော့ဟိုမပြောလို့ဘူးပေါ့ကြဆုံးတာကြဆုံးတာပဲလေအဲ့တော့လာချိုရမကငြိမ်နေတယ်အခုကျွန်တော်တို့တက်မတော်နောင်ချိုတိမ့်ပိုက်မယ်ထားအောင်ကျွန်တော်တို့ကဒီ MND အကူအကန့်ကိုတခါတည်းလာချိုမြို့ကနေအပြီးမောင်းထုတ်ပါမှာအဲ နော်အပီမောင်းထိုးပါမှာမောင်မြောင်လေးနဲ့နော်မောင်းမထိုးပဲနဲ့ဒီတိုင်းဟိုင်းရင်စာချိုးရလိုလိုလိုအဝိုးလိုလိုဒီလိုလိုလီးလိုလိုမိုးလိုလိုလုပ်နေရင်14နှစ်ကလေ45နှစ်အတွင်းကိုကိုကန်းကလူစုနေတယ်တပင်းကတော့တိုင်းမှာမိုင်းရုံတိုက်မယ်နံပါတ်1မိုင်းရမဟုတ်ခင်ပြင်ဦးလုံတိုက်လိုက်မယ်လာမယ်အဲ့ဒီတင်းကတီးတီးကြကြခိုင်ခိုင်မာမာကျွန်တော်စီကိုရောက်နေပြီနော်ကျွန်တော်ချိုပြောရင်မားခဲ့တယ်နော်အဲ โอเคဒီနေ့ဗီဒီယိုဖိုင်လေးကတော့နော်ခစ်တီရဲ့အင်တာဗျူးလေးနဲ့ကျွန်တော်နေကုန်းချုပ်ထားတယ်နော်နားထောင်ကြည့်ကြည့်အောင်နားထောင်ကြည့်ကြည့်အောင်ဒီရောမှာရှိရတဲ့ဒေါ်လာမိဘပြည်သူများအားလုံးပဲမြန်လာပါခင်ဗျာကျွန်တော်တော့တာဝန်ရင်တိုက်ရင်၃ချက်၃ရက်နဲ့တက်ခွက်လေးယူကြအောင်မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်အောင်လေးဖြစ်ပါတယ်ခုဆိုရင်ဒါကကျွန်တော်တို့တာဝန်ကျွန်တော်တို့ဒီ၃ချက်၃ရက်နဲ့တိုက်ရင်တက်ခွက်လေးကိုဒီမှာလက်နက်မဲ့အလင်းဝင်လာတဲ့အဲရဲဘော်ညီလေးနဲ့မိတ်ဆက်ပြီးမှဖြစ်ပါတယ် ဒီလေးကိုကနာမည်နဲ့ကိုယ်ပိုင်နံပါတ်လေးချက်လောက်ပြောပါပြီ။ညနေမယ့်နန်းလင်းသူကိုယ်ပိုင်နံပါတ်ကတော့ဟိုဒီလေးဟိုပါပေါ့ဒီစမှုတန်းဘွားခေါ်တာကပေါ်တာဆွဲခံရတာဘယ်လိုပဲပဲလေးလောက်ပါဆိုတာလဲ။ဒီလောက်ကလည်းဆိုတော့၁၈ရက်၉လပိုင်း၂၀၂၄။အခု၁၈ရက်၉လ၂၀၂၄။အဲဟိုပါပေါ့ဒီအိမ်မနေရေးဆွဲရလာကတော့ ဒီလမ်းသွိုင်းဆွဲရလားလမ်းကားမောင်းရနေဆွဲခံရကားမောင်းရဆိုတော့အဲ့ဒီရွာထက်ကထွက်ရုံပဲရှိသေးတယ်သူကအုတ်စုအုတ်စုလဲဆိုဘာရင်မသိဘူးဆိုပြီးတော့တိရသောနဲ့မောင်းရမောင်းရမောင်းရညီလေးခဏရဲ့အောင်နဲ့ကိုယူနေမေးရရှိလို့ပြုံးလိုက်ခင်ဟုတ်ပါဟုတ်ဟောသွားပြီးတော့ဟိုကြောင့်ခဏလည်းကြာနေကြတော့အဲ့ဒီညီလေးရတဲ့ပြည်သူတော်ဖြစ်မဲ့ကောင်းအင်းအဲ့ဒါနဲ့ချိုးနဲ့တတ်ထည့်ရတယ်ချိုးတတ်နေတာပြီးတော့အခုဒီဟိုဟာ ဟိုဒီဘယ်လိုပြောမလဲတင်တန်းတင်တန်းကိုပို့လာပို့လာပေါ့တင်တန်းကိုတန်ပို့အဲ့ထဲမှာချုပ်ထားသေးရဲ့၄၅၀ရက်လောက်အော်ချုပ်ထားလဲပြီးလဲပြီးတော့အဲ့ဒီတင်မျိုးတင်မျိုးစစ်တပ်ကိုအဲ့တူထောက်ပို့ကြီးအဲ့အဲ့ပို့တယ်အဲ့ပို့ပြီးတော့အဲ့ရနေပြီးတော့နေချင်းအဲ့နေချင်းမပို့လားဝဲကလေးကိုဝဲကလေးနှစ်လလောက်ပဲတန်ရတယ်ဘလို့ကတော့သုံးလလောက်တမန်လာနှစ်လပဲတန်ရတယ်ဘလို့အရေးကြီးလို့ပဲအင်းသုံးလ ဟိုဘာမို့နှစ်လတင်လိုက်ခဲ့တော့တင်လိုက်တက်ပြီးတော့တခါတည်းတင်းရင်ကိုပို့လာတာဒါမှမဟုတ်ရှင်းတဲ့ခါတက်ဖို့တင်းရင်ဆိုရင်အခုထိမြင်တော့မမြင်သေးဘူးအဲအဲတင်းနိုင်ဝက်ကလေးရနေပြီးတော့ကြောင်းဆင်းလဲပြီးနေပြီးတော့လက်တန်ကွင်းလက်တန်ကွင်းတော့ပို့ဟုတ်ဟိုလက်တန်ကွင်းမှာခုနကဒီအခုလိုနဲ့ဒီဘာမှချိန်ပြီးရနော်ဟုတ်တယ်ချိန်ပြီးချိန်ပြီးအဲတော့လည်းလို့ရှိရနေပြီးတော့လက်ဖို့ကြိုးစားပြီးအောင်မြင်ခဲ့ဘူးလို့ကပတ်ချာနေမှာမိုင်းနေထောင်ထားလေးပြီးနေချာတာဟုတ် အခုနဒီကနေလေအဲ့ကနေလေပြီးတော့ညောင်ယူညောင်ယူပို့တယ်ပေါ့ဟုတ်ညောင်ယူတန်းပို့တယ်အဲ့သူတို့လောက်တန်းပြန်မယ်အဲ့ညာနေပြီးလောက်တန်းပြန်မယ်ဆိုပြီးတော့သူကစစ်စစ်ရေးကာလရှောင်းနေဖြစ်သွားပြီအဲ့အဲ့ရကြာကြောက်ပဲပြောလောက်တန်းပြန်ဖို့ချိန်ရောက်ပြီอืมအဲ့နေပြီးတော့အကုန်လုံးသွားတာတွေအကုန်လုံးအဲ့ဒီလူစစ်တွေအကုန်လုံးအောက်ဝတ်တင်ပြီးတော့300ခုမှာတော့300ခုဝင်ရပြီးပြီးတော့အဲ့ရခိုင်အတွက်တက်နှစ်ထုတ်အဲ့မှာတစ်ခါပြီးအော်အဲ့တော့ဒီကနေ့တော့တန်ပါအဲ့လေမအောင်ရင်းရင်းတာယာဝီကြီးတော့ရောက်လိုက်တယ်အဲ့တာယာဝီမင်းနှောင်းခဲ့ရင်ပြန်ပြီ အဲ့ကနေမှခုနဒီဒီညောင်ကျိုးခေကိုရောက်တော့ညောင်ကျိုးမှညီလေးခုနဟိုပါပေါ့ဟိုတိုက်ပွဲတိုက်ပွဲဘယ်နဲ့ရင်းလောက်တွေ့ရလဲညီလေးရောက်တော့အချင်းဒီရောက်တော့ကြောက်ရောက်ချင်းမဲတန်းပြီးတော့တိုက်ပွဲရနှွေးရတယ်တိုက်ပွဲနေတာတော့ကြမ်းတယ်တော်တော်လေးကြမ်းတယ်ဟိုကလည်းထိုးအေးဆူးသေးကလည်းတော့ကြမ်းတယ်အင်းအဲဆောက်တော့အောင်တော့တက်သွားတော့တို့မြောက်ခင်တက်သွားတော့ပြန်နေရာလောက်ကိုတက်သွားတာအင်းတက်သွားတော့တို့ဒီအောက်ကိုပြန်ပါလာပြန်နေစတော့ပြန်ပါတော့ဟုတ်ပြီအဲ့ကနေပြီးအေးကအဲ့ဒီဒီဘက်တို့နောက်ကို မက်ဆေ့ချ်ကုန်းဘက်ကိုပြန်ဆုတ်လာတယ်သူတို့ကမှတာဝန်ကုန်းကိုအဲ့လိုတက်ပြီးတော့လို့တော့သူအကြပါများလို့ဆိုပြီးတော့ဒီဘက်မက်ဆေ့ချ်ကုန်းကိုပြန်ဆုတ်လာအာအဲ့ရထပ်ပြီးတော့အဲ့မက်ဆေ့ချ်ကုန်းထိုးသိစင်နေခဏခဏအာမရချာသုံးရချာတခါသူတို့ဖြစ်အဲ့မှာသူတို့ဟိုဒီဘက်ဆေးအောင်ဒီဘက်ကနေပြီးတော့လူကနေပါအဲ့လိုတနေ့ကိုနည်း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 အဲ့လိုစာရပါနဲ့ထိထိပြီးတွေ့ရအာမက်ဆေ့ချ်ချီတာဟုတ်အေးလေးမင်းရှိပြီအဲ့80လောက်ပဲရှိပါတယ်။အော်80လောက်လေကြာလေကြောင်းအဲ့အေးရ1000လောက်နဲ့ဝင်ပြီးတော့ မျိုးမျိုးလုံးလိုက်တာအဲလိုလိုတော့သူတို့အခုညောင်းကြတာအော်အော်ခဏလေးခဏလေးညောင်းကြိုးကြပြီတဲ့နော်သူပြောတာနော်ပေါ်မလေးပြောတော့မကြသေးဘူးတဲ့ဒီကကနဝင်းပြီးတော့ဆက်ရောက်လို့ကကနဒီစစ်ကောင်စီကကနဘယ်လိုလက်နက်မျိုးတွေအသုံးလဲလက်နက်မျိုးတွေလဲဆိုတော့သူအဲဂျွမ်ဘွားနှမ်းပြီးတော့ဟိုလက်နက်ကြီးပြုတ်ကူတောင်းတယ်ဘာလို့ဒီလိုအဲလေပြုတ်ကူတော့ဘာလို့နှမ်းတောင်းတယ်အဲ့လိုမျိုး ကောင်းလေလေးပြုတ်လေးပြုတ်ကိုဟိုအောင်မာလဲကောင်းတယ်ကြားရတာကောင်းတယ်ကိုအချင်းချင်းမပြီးတော့အဲ့လိုဟုတ်တယ်ဟုတ်တယ်အဲ့ဒါဟုတ်တယ်အဲ့လိုလမ်းပြီးတော့အဲ့လိုစကူတောင်းပြီဆိုရင်တို့ကဝန်တန်လေးလှမ်းပြတယ်လှမ်းပြလဲအဲ့ဒီကရဲလုံးနဲ့လည်းမကြည့်တော့မကြဘူးအင်းအဲ့ဒီတို့အထက်ပဲပြန်ကြပြန်ကြတော့အဲ့ဒီအများဆုံးကြာသွားတာတော့အဲ့ခုပြည်သူစိတ်မနေဘူးဟုတ်ကောနောက်ပြီးတော့ဒီစင်ကလေးတစ်ခါမှသူတို့အတွေ့အကြုံမရှိဘူးလေအတွေ့အကြုံမရှိတဲ့အခါကျရင်အဲ့လိုရမ်းပြတယ်ပြကြရမ်းပြတယ်ပြကြတော့ကိုလူကိုထိလို့အဲ့လိုကြာသွားမှလည်းရှိဘူးအော် ဲ့ကနေလည်းပြီးတော့ဒီဘက်ကိုထုတ်ပြတာတော့ဟုတ်တယ်ဟုတ်နောက်ပြီးတော့လေရင်ပြကူဘာကိုပင်ရဒီတိုင်းပဲအခါဆိုရင်တော့ညာဘက်ရင်ရောဂရုတ်ချင်းဖြစ်နေလာကြလူညာပိုင်းတိုက်ပွဲဖြစ်တော့လေ။ညာပိုင်းတိုက်ပွဲဖြစ်တော့အဲ့လိုနေပြကူပေးပါဦးလို့ငါတောင်းငါတောင်းတော့လာတယ်။အပေါ်နေဝဲနေရကြာကြီးပဲ။ဝဲပြီးတော့မှတော့ဝုတ်ဂရုတ်ကျင်းရှိကိုလာပြီးတော့တက်တက်ကြ။အခုနကဟိုသူတို့ဒီခုနကလေပြကူပေးတဲ့အချိန်မှာခုနကအဲသူတို့မှားပြီးတော့ခြေတယ်ခုနကရင်းပြီးတော့အဲခုနကဒီလူစစ်တီခုနကဘယ်လောက်ကြာ။ တို့လည်းအဲ့လိုကြားလာနေပါရှိတယ်အဲ့လိုမျိုးကြားလာတော့အဲ့လိုမျိုးကမဖြစ်ဘူးဒါပေမဲ့ဟိုတကယ်ဟိုဟာတက်လုံးလာလို့ဘာလို့မရကြားရင်အဲ့လိုနေပြီးကူလို့ဘာလို့ပြီးရင်ဒုံးလို့ဘာလို့ပြီးရင်အာအဲ့လိုချရင်အဲ့အများဆုံးကြားလာအဲ့ဒီဘူကြီးတို့ဘူကြီးတို့တက်မှမဟုတ်ဘူးအဲ့လိုမျိုးအများကြီးကြားအထိုင်ကနေကိုကအထိုင်ကနေပြီးတော့တိုက်ပြီးအထိုင်ကနေတိုက်ပြီးဆိုရင်အဲ့ဒီဒုစရိုးရနေအများကြီးကြားအာတင်းနေရောဘယ်ဘယ်တင်းနေတော့ တဲ့နေရာအခုအများဆုံးသူတို့တော့၅ရှင်းနေကငါကိုခုံငါကို၆၃၆၅အင်းအခုနသူဒီဟောပေါ့လောင်ရိုးကြပြီဆိုတော့ခုနဒီပြေတဲ့တို့ဒီဘက်ဘကိုတိုင်းဘက်ကိုဝင်လို့ရပြီဆိုတော့သူတို့တွေကဘယ်နေရာတွေမှာခံသိတည်ပြေးနေတာလဲညောင်ချီချောင်းဘက်မှာတော့အဲ့လိုဒီသခန်းထဲမှာတို့လက်နဲ့ကြီးစင်တာလို့အဲ့လိုဒုံးဖွဲ့လို့ဘာရှိရဒုံးတက်လို့ပါအင်းဒုံးဖွဲ့လည်းချက်လည်းကိုလူတွေကိုပွဲအခုလုံးကိုလူတွေပြန်ထိရသူတို့ကတစ်ခါတလေဆိုရင်အဲ့အဲ့ဒါတက်ပြီးတော့အဲ့ဒုံးကအဲ့ဒါတက်ပြီးတော့ အဲကိုယ့်ရဲ့တရင်တက်ဖွဲ့နေတဲ့နေရာပေါ့ဟိုစကန်ချတာနေရာမှာပတ်ဝဲတယ်အဲဟာလည်းကျအဲ့အိမ်ကိုပြန်ကြရတယ်တူတူအိမ်ကိုပြန်ကြရတယ်ဟိုကတကြသားကြီးပိုင်းနေရတယ်လေအဲ့ကိုပြန်ကြရတယ်တက်မှဝင်ဆိုရင်သူ့ drone ကိုသူကြောက်လို့ပတ်ပြေးနေရောဟုတ်တယ်သူကအရာတက်ပြီးတော့ပတ်ပြေးနေရောဟင်းရုပ်လိုက်တစ်ခါစီတာဟိုကဒီဝါဘော်ဒီသူတို့ကြောက်ရတဲ့ခုနကဒီစစ်သားအလောင်းတွေကိုသူတို့ဘယ်လိုဘယ်လိုလဲတေချာတကျိုးပေးတာရှိတယ်တေချာတကျိုးဟမ် အဲဆွဲတော့ဆွဲဆွဲရရင်တော့ဆွဲဆွဲရပြီးတော့တကြိုကတော့မရှိဘူးအဲ့လိုတခါတည်းကျွန်းတူပြီးတော့ဆယ်လောက်ဆန်းလောက်အဲ့လိုမြုပ်လိုက်ဟိုမြုပ်မိမ့်လိုက်ပြန်လာတယ်ဘာလည်းမရှိဘူးအင်းအဲနောက်ပြီးတော့သူတို့အဲ့လိုကြာသွားတာတို့ဘာလို့ကြာတော့သူတို့အိမ်ကိုလည်းတရင်မဟုတ်ဘူးဟမ်ပျောက်ဆုံးသူကြီးထဲလိုက်ပြီးရပုံမျိုးနဲ့ပျောက်ဆုံးသူထဲလိုက်အင်းခုနကဘောဒီအညောင်ကျိုးပို့တာကြတော့ခုနဘယ်ဘယ်တိုင်းနေရလဲပေါ့ဘယ်တိုင်းနေရခုနဆူတဲ့ခုနဘယ်လိုပေါ်တာဆွဲခံရလဲခုန အတင်းအမှားဆူဆောင်းခံရတဲ့အဖွဲ့တွေပေါ့အခုကဘယ်တိုင်းနေရာနေပူရမြားလဲဘယ်တိုင်းနေရာလဲဆိုတော့အဲဟိုဘက်ကိုကိုတောင်းဘက်ကိုတောင်းဘက်ကတော့မြားတယ်ကိုတောင်းဘက်ကအရာမီတိုင်းဘက်ကဒီဘကူတိုင်းအနောက်ဆက်ဘက်ကဟိုတက်တရရောအဲငါကိုကွန်တို့ငါရှိနှစ်တို့ငါကို6 365အဲ့တက်တွေအများဆုံးအဲ့မှာကုလားလို့ပေါ့ညီလေးလေးလို့လို့ပဲဒီဒီဟိုပေါ့အလင်းဝင်ရလူတွေလည်းရှိမှာပေါ့ရှိတယ်တော်တော်များများရှိတယ်တို့တွေကအဲ့လိုစီကောင်းဒီဘက်ကနေပြီးတော့ချင်းချောက်ထားတာအဲ့လို ဒီဘက်ကဝင်ဒီဘက်ကလူတွေကတက်တက်ဖြတ်တယ်လို့ဘာလို့ညာလို့ねအဲ့လိုကျင်းကျောက်တာသူကမနာရုံဖြစ်နေဩအဟိုတော့ဒီယူဒီယူမရောက်ခင်ညီလေးဟိုကနေလဲပြီးတော့ဒီဟိုဘယ်လိုပြောမလဲဒီပနေရနေလောက်ကစပြီးတော့ထွက်ထွက်ပြေးလာတယ်ငါညောင်ကြီးကညောင်ကြီးကနေထွက်ပြေးလာဆိုတော့အဲ6ရက်နေလောက်ကပေါ့ဟုတ်လားဗျ6ရက်နေလောက်ကစပြီးပြေးလာ94လေးအဲ့ဒါစပြီး ့2025 3လပိုင်းအဲ2025 3လပိုင်းဟာပြီးဒီ6ရက်နေ့6ရက်နေ့အေးဘောကွနာဒီနောက်ထပ်အလင်းဝင်ရင်းနဲ့ကွနာညီလေးလိုမျိုးရှိမယ်ညီလေးနောက်ထပ်ဘောကွနာလိုတက်တာအသေးစုခံရတဲ့သူတွေပါပါပြောရင်လေမတို့အဲ့စေကောင်းစီရချင်းရောက်လာတဲ့ဟာတကယ်မဟုတ်ပါဘူးအဲဒီရဒီရောက်တော့ကိုယ်ပိုင်လည်းရောက်ပြီးပါပြီရောက်တဲ့ခါကျတော့နုနုထွေးနေလည်းကြည့်ပါရဲ့လို့နောက်ပြီးတော့အဲ့လိုအလင်းဝင်ရင်နဲ့အဲ့လိုပြည်သူစင် လိုနဲ့အဲ့လိုဟာဝတ်တူတွေပေါ့အဲ့လိုဝတ်တူတွေနဲ့စိတ်ချလက်ချလင်းဝင်ရပါတယ်လို့တော့ကနည်းနည်းလေးကြည့်လို့ပါတယ်ဒါပြောချင်းဒါပဲ Okay okay ဒီနေ့ကတော့ဒီတော့ပါမယ်နောက်ဗီဒီယိုခိုင်းမှာပြန်တွေ့ကြမယ်နော်အားလုံးကိုယေရှုအများကြီးတည်ပါတယ်